မင်္ဂလာညချင်းပြန်နော်ဒါကတော့ကျွန်တော်ပတိကြိုက်တဲ့မျိုးတွေအတွက်အတော့ခုနကကျွန်တော်တောက်ကြအပိနေအတွက် break လေးပြပြီးသွားပြီ break ကြိုက်တဲ့မျိုးတွေတက်ကိုပြပြီးသွားပြီအတော့ break နဲ့ပတိနဲ့နီးစပ်နေတယ်အဲ့တော့တွဲပြီးထွက်နိုင်ခြေရှိတယ်ပြန်ကြရသွားတယ်ပြန်ကြတယ်လည်းဖြစ်သွားနိုင်တယ်အဲ့တော့ဆက်ပြပြီးပဲဗျာနော်အဲ့တော့ကြည့်ပြီးပါအထက်အောက်ပါဝါဖြစ်တိုင်း9တုံညာချင်းနော်ညီကူလာပြီးတယ်ညီကူကတော့ညနေမှာကြာပါတယ်ဗျာနော်အဲ့တော့9တုံညာချင်း လာဖို့ရှိတယ်နော်ဟုတ်ပြီနော်အဲ့တော့ထောက်ပါဝါဖြစ်တိုင်း9300ကျင်းက2ရက်တွင်းစင်းပြီးတယ်နော်နှစ်ခွန်ထောက်အောင်မှာပါဝါဖြစ်တယ်ဗျာနော်9300ကျင်းက2ရက်တွင်းမှာစင်းပြီးသွားတယ်ဗျာနော်9300ကျင်းအထောက်အောက်ပါဝါဖြစ်ပါတယ်9300ကျင်းက2ရက်တွင်းစင်းပြီးပါတယ်ဗျာနော်အဲ့တော့ဒီမှာကြည့်ပါထောက်အောင်မှာပါဝါဖြစ်ပါတယ်ထောက်အောင်မှာပါဝါဖြစ်ပါတယ်ငါးတုံညာချင်းဒီနှစ်ရက်အတွင်းမှာဆင်းပေးပါတယ်ဗျာ ထက်အောက်မှာပါဝါဖြစ်ပါတယ်ငါးသုံးညာချင်းတွေနှစ်ရက်တွင်းဆင်းပေးပါတယ်အထက်အောက်မှာပါဝါဖြစ်ပါတယ်ငါးသုံးညာချင်းတွေဆင်းပေးပါတယ်အထက်အောက်မှာပါဝါတွေဖြစ်ပါတယ်ငါးသုံးညာချင်းဒီမှာတော့အထက်အောက်ဒီပါဝါတွေအထက်အောက်ပါဝါတွေအထက်အောက်ပါဝါတွေထပ်ဖြစ်တယ်ဗျာနော်ဒီမှာငါးသုံးညာချင်းကိုတုံးရမြောက်မှာလာရိုက်ပါတယ်အထက်အောက်မှာပါဝါထပ်ဖြစ်ပါတယ်ငါးသုံးညာချင်းတွေထပ်ရိုက်ပါတယ်ဗျာနော် အတော့အထအောက်မှာပါဝါဖြစ်ပါတယ်ထအောက်မှာပါဝါဖြစ်ပါတယ်ငါးအုံညာချင်းတွေဆင်းပေးပါတယ်ဗျာနော်ငါးအုံညာချင်းတွေဆင်းပေးပါတယ်ဗျာအထအောက်မှာပါဝါဖြစ်ပါတယ်ငါးအုံညာချင်းဒီပွဲမှာဆင်းမလာဘူးနော်ငါးဘရိတ်ဒီဆင်းသွားတယ်အဲ့တော့အထအောက်မှာပါဝါဖြစ်ပါတယ်အထအောက်မှာပါဝါဖြစ်ပါတယ်ငါးအုံညာချင်းကို1ရက်2ရက်3ရက်မြောက်မှာမှာအာဆင်းပြီးသွားတယ်ဗျာနော်အဲ့တော့အထအောက်မှာပါဝါတွေဖြစ်ပါတယ်ငါးအုံညာချင်းဆင်းမလာဘူးအထအောက်မှာပါဝါထပ်ဖြစ်တယ် ဘာသုံးကြခြင်းဆင်းမလာဘူးအထက်အောက်မှာပါဝါတွေထပ်ဖြစ်တယ်အထက်အောက်မှာပါဝါတွေထပ်ဖြစ်တယ်ငါးသုံးကြခြင်းဆင်းမလာဘူးအထက်အောက်မှာပါဝါတွေထပ်ဖြစ်တယ်ငါးသုံးကြခြင်းဆင်းမလာဘူးငါးသုံးကြ break တွေပဲဆင်းလာတယ်အဲ့တော့ဒီပွဲမှာပြတ်တယ်လို့ယူဆမယ်တရက်နှစ်ရက်အတွင်းမှာမှလက်နှစ်ရက်အတွင်းလာဆိုင်းနေတယ်ဗောဗျာနော်အထက်အောက်မှာပါဝါတွေပါဝါတွေပါဝါတွေရဲ့ထပ်ဆင်းထပ်ဆင်းနေဖြစ်တယ်ငါးသုံးကြခြင်းကဆင်းမလာဘဲနဲ့ဒီနောက်ဆုံးကြမှာလာဆင်းနေဗောဗျာနော်အဲ့လိုပုံမှန်မျိုးအဲ့တော့ဒီမှာအထက်အောက်မှာပါဝါဖြစ်တယ်ငါးသုံးကြခြင်း နောက်ရက်မှာဆင်းပြီးတယ်ငါးသုံးညပြိတ်ပြီးတယ်ဆင်းပြီးတယ်ဗျာနော်အဲ့တော့အထက်အောက်မှာပါဝါဖြစ်တယ်ငါးသုံးညချင်းကနှစ်ရက်တွင်းမှာဆင်းပြီးတယ်ဗျာနော်နှစ်ရက်တွင်းမှာဆင်းပြီးတယ်ဒီမှာအထက်အောက်ပါဝါဖြစ်တယ်ငါးသုံးညချင်းနေကုန်တို့မဟုတ်နောက်ပတ်ဒလင်းလာနေနှစ်ရက်တွင်းမှာရှိတယ်ဟုတ်ပြီနော်အဲ့တော့ငါးသုံးညချင်းကြိုက်တယ်ဆိုရင်တောက်ကြာနေမှာလိုက်လို့ရပါတယ်။သုံးညတွေသုံးညတွေလည်းဆင်းလာတဲ့အတွက်ကြောင့်မလို့သုံးညတစ်လုံးကလည်းနောက်တစ်ချိန်ထပ်ဆင်းလာနိုင်ခြေရှိတယ်ဗျာနော်။အဲ့တော့ 9300ကျင်းမှာကျွန်တော်ကတော့9300ကျင်းကိုကြိုက်ပါတယ်အဲ့တော့အပိန်းနေမှာ9ဘရိတ်ကလည်းဆင်းလာဖြစ်တဲ့အတွက်ကြောင့်မလို့9တလုံးကလည်းဆင်းပေးမယ်ဆိုဆင်းလို့ရပါတယ်ဗျာနော်အဲ့တော့မျိုးတွေအထောက်အောက်မှာပါဝါဖြစ်တိုင်းအထောက်အောက်မှာပါဝါဖြစ်တိုင်း9300ကျင်းနေဆင်းပါတယ်အထောက်အောက်မှာပါဝါဖြစ်တိုင်း9300ကျင်းနေဆင်းပါတယ်9300ဘရိတ်တွေလည်းဆင်းပါတယ်ဟုတ်ပြီနော်9300ဘရိတ်တွေဆင်းပါတယ်အဲ့အတွက်ကြောင့်မလို့လို့အထောက်အောက်မှာပါဝါဖြစ်ပါတယ်9300ဘရိတ်တွေဆင်းပေးပါတယ်9300ကျင်းနေ ုံးရဲမြောက်မှာလာဆင်းပေးပါလေဗျာနော်အဲပုံစံမျိုးလေးပဲမျိုးလေးအဆင်ပြေသလိုကိုယ့်အကူကလင်နာလေးစစ်ကြည့်ပါဗျာနော်ကျွန်တော်အနေနဲ့ကတော့ငါးပရိတ်ဆင်းထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဝမ်းချင်းအနေနဲ့ဆိုရင်ငါးတုံညာချင်းကိုရွေးပါလေဗျာနော်